ပြည့်စုံမှုရာ channel ရဲ့ cooking night စီစဉ်ရနေဒီတစ်ပတ်မှာတော့ဆောင်းကချက်မောင်လေးကြော်ပြပေးသွားမှာဖြစ်ပါတယ်။ဆောင်းရဲ့ချက်မောင်ကြော်နေရတော့ဆောင်းရဲ့ချက်မောင်ကြော်မှာငပိလုံးဝအသုံးမပြုတဲ့အတွက်အချင်တက်ကိုညှော့နေအောင်လို့အခုလိုမျိုး ချက်မောင်တွေကိုစားထည့်ပြီးတော့မှအချွဲတွေအချင်တွေညော့သွားအောင်လုပ်ပါတယ်။ဒီလို ကျမကိုအချွဲတွေအချင်းတွေရော့သွားအောင်ဒီလိုမျိုးလုပ်ခြင်းအပြင်ငပိလုံးဝအသုံးပြုစရာမလိုဘဲနဲ့အရန်ကိုစားကောင်းနဲ့ကျမောင်ကြော်တစ်ခွဲဖြစ်စီပါလေအခုလိုမျိုးအချွဲတွေညှစ်ထုတ်ပြီးပြီဆိုရင်တော့ကျမကိုရေနိုင်နိုင်စီးဖို့တော့လိုပါတယ်ဒီတရားစီးပြီးပြီဆိုရင်တော့ရေကိုတရားစင်းနေအောင်ညှစ်ထားဖို့လေလိုပါတယ် ကေစကြောတော့မယ်ဆိုတော့ပထမဦးဆုံးကြက်သွန်လေးကိုပပလေးပြီးတော့တီ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 လေးတွေလီထားပါမယ်။ပြီးရင်ကြက်သွန်မျိုးကိုပပလေးတွေလီထားပါမယ်။ဆိုတော့စကြောတော့မယ်နော်။ဒီချမောင်ကြော်နီးရလေစီအများကြီးအသုံးပြုစရာမလိုပါဘူးအခုလူစီအနေငယ်ကြော်ရုံနဲ့တင်မဲလုံလောက်ပါတယ် ချက်သွန်လူကိုစီတတ်မယ်ပြီးရင်တော့မြုပ်တီးအချမ်းပတ်လေးထည့်ပါမယ်ပစွန်ကြောင့်ထည့်ပါမယ်ဆက်ဆက်လေးစားခြင်းနဲ့အတွက်ကိုခွေးချမ်းပတ်လေးထပ်ပြီးတော့ထည့်ပါတယ်တပီလိုဒါပစွန်ကြောင့်မဟုတ်ထည့်တယ်ဒီနေရာမှာပစွန်ကြောင့်အမှုတ်ကိုလည်းထပ်အသုံးမပြုလို့ရပါတယ်ဆောင်းကတော့ပူကောင်းလို့ပူထည့်လိုက်တာပါဒါကတော့ပစွန်အနည်းငယ်ပါ ြီးတော့အယောင်လောက်အောင်မို့အယောင်နေမုတ်ထည့်ပါမယ်။စောင်းရည်ဒီခွဲချမ်းရည်ငြူတိခွဲချမ်းရည်ငြူတိအယောင်မုတ်ရရတော့စောင်းကိုယ်တိုင်ချိန်ထားတဲ့ဖြစ်ပါတယ်။ပြီးရင်တော့တရေလောက်ပြုတ်ထားတဲ့မြက်ကိုထည့်ပါမယ်။မြက်ကတော့မိမိစိတ်ကြိုက်နင်းငယ်ချော့ထည့်လို့ရပါတယ် ပြီးရင်တော့တရေလောက်ငူရအောင်လို့ရေလေးထည့်ပြီးတော့မှအဖုံးအုပ်ပြီးတော့ခဏလေးထားထားပါမယ်ဒီကတရေလောက်ပြုတ်ထားပြီးသားဖြစ်တဲ့အတွက်ကိုသူကဂျီတရေလောက်ထည့်ပြီးတော့ကြော်ရင်ကိုရပါပြီအခုလိုမျိုးစီပြန်လာပြီဆိုလို့ရှိရင်တော့စောနာလေးကညှစ်ထားတဲ့ချက်မောင်တွေထည့်ပါမယ် ချက်မောင်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ရေလုံးဝထပ်ထည့်စရာမလိုပါဘူးဒီအတိုင်းပဲကို BAA လေးနဲ့ဆီရှိရှိလိမ့်နေအောင်ကြော်ပြီးပါစီလေးလေးလည်းပြန်လာပါပြီစီပြန်လာပြီဆိုလို့ရှိရင်တော့ယုတ်တိစိမ့်တောင်းရဲ့ကြက်သွန်ပြူရဲ့ကိုမှုရအောင်တို့အတွက်ကိုထည့်ပါမယ်ချက်မောင်ကျော်ရဲ့အခေယာကငှုပ်သီးစိမ့်နဲ့ကြက်သွန်ပြူလေးဖြစ်ပါတယ် โอเคစီလဲပြန်လာပြီဆိုရင်တော့အရသာတွေ့အမီးပါမယ်လိုအပ်တဲ့စာအချုံမို့လိုမဟုတ်ဒါရတာမို့ကိုထည့်ပါမယ်ဆောင်းကတော့အချုံမို့လေးနည်းနည်းအသုံးပြထားပါလိမ့်โอเคဟာပါပြီရှင်ရွယ်ကူမြန်ဆန်ပြီးတော့မာသမီးအယမ်းမိနေချမောင်ကျော်လေးဖြစ်ပါလိမ့်